ဒီ reading လေးကတော့အဆက်အသွယ်ပြည့်နေတဲ့သူစီရနေပြီးတော့ပြန်ရနိုင်လား relationship တွေ saturationship တွေကြားထဲမှာရုတ်တရက်အဆက်အသွယ်ပြတ်သွားတဲ့သူတွေကကိုယ့်စီကိုပြန်ဆက်သွယ်နိုင်လားဆိုတာလေးကိုပြောပြပေးသွားပါမယ်ပထမဆုံး the empire ဆိုရက်ကအရာဆိုရင် သူကကိုယ်စီကို ပြန်ပြီးတော့ဆက်သွယ်လာနိုင်ပါတယ် အာသူနဲ့ကိုနဲ့အဆက်တွေပြတ်သွားရတာကလည်းသူကအဝေးတနေရာကိုရောက်သွားတာခရီးတစ်ခုကိုထပ်သွားရတာအာအလုတ်ကိစ္စနဲ့ပေါ့နော်ခရီးတစ်ခုကိုရောက်နေတာကြောင့်မို့လို့အဆက်တွေကိုပြတ်နေတယ်ဆိုတဲ့ပုံစံလေးတွေ့ရတယ်။အာအဲ့လိုအဆက်တွေပြတ်နေတယ်ဆိုတဲ့ကာလာလေးမှာသူစိတ်ကိုသူခံစားချက်တွေကိုပြန်သုံးသပ်နေတာပြန်စဉ်းစားနေတာမျိုးအာသူနဲ့ကိုယ်နဲ့ခြားကအချင်းကြီးကိုပြန်ဆက်စစ်နေရဆိုတဲ့ပုံစံလေးမှာရှိပါတယ်။အာပြီးတော့သူနဲ့ သူကကိုနဲ့ relationship ကိုဟိုအပြီးသက်ရစဲသွားတာမျိုးမဟုတ်ပဲနဲ့ပေါ့နော်ခဏ break ယူထားတယ်ဆိုတဲ့ပုံလေးမှာတွေ့ရတယ်အဲ့လိုမျိုး तू ဟာဟို तू စဉ်းစားဆုံးဖြတ်ပြီးတဲ့အခါမျိုးကြရင် तू ကိုယ်စီကိုပြန်ပြီးရောဆက်သွယ်လာလိမ့်မယ်အာခီးရပြန်ရောက်လာလို့လက်ဆောင်လေးပေးချင်ပါတယ်ပေါ့ဆိုတဲ့ပုံစံမျိုးလေးနဲ့ကိုယ်စီကိုပြန်လာတာမျိုးဆက်သွယ်လာလာမျိုးဖြစ်လာလိမ့်မယ်အာ ဲ့လိုဆက်သွယ်လာတာကသူနဲ့ကိုနဲ့ရဲ့ဆက်ဆံရေးကို ပိုပြီးတော့ကောင်းမွန်အောင်တည်ဆောက်ခြင်းနဲ့ဆိုတဲ့ပုံစံမျိုး saturation ship သမားကြီးဆိုလို့ရှိရင်လည်းအဆင့်တိုးပြီးတော့ relationship တွေကိုအဆင့်တက်ခြင်းနဲ့ဆိုပြီးတော့ဖွင့်ပြောတဲ့ပုံစံမျိုးတွေနဲ့ဖြစ်လာပြီးပဲပေါ့နော်အာအဲ့ဆက်သွယ်ခြင်းတွေကဟိုကောင်းသောဆက်သွယ်ခြင်းတွေဖြစ်လာလိမ့်မယ်ပြန်ပြီးတော့အဆင်ပြေလိမ့်မယ် relationship တွေဆိုလို့ရှိရင်နောက်ဆုံး marriage tie ကိုသွားနိုင်တဲ့ အဆင့်ထိကိုရောက်လာနိုင်တယ်ပေါ့နော်အဲ့တော့ပိုကောင်းတဲ့ဆက်ဆံရေးပိုကောင်းတဲ့ relationship တွေကို ပြန်ပြီးရောရရှိပါလိမ့်မယ်အခုလောလောဆယ်မှာတော့သူကိုခဏတာဟိုတောက်ရှင်မပေးဘဲနဲ့ပေါ့နော်သူစဉ်းစားဆုံးဖြတ်တာလေးကိုအချိန်ပေးပြီးတော့ခဏလေးကိုစောင့်နေပေးပါသူ့ဘက်ကနေပြီးတော့ပြန်ပြီးတော့ဆက်သွယ်လာပါလိမ့်မယ်နော်